ဟောင်ကောင်မှာရှိတဲ့အထက်မြင့်အဆောက်အုံတစ်ခုမှာနိုဝင်ဘာ26ရက်နေ့နေ့လယ်ခင်းအချိန်ကမီးလောင်ကျွမ်းမှုကြောင့်လူ44ဦးထပ်မံတေဆုံးခဲ့ပြီးလူပေါင်း100ချီပျောက်ဆုံးလျက်ရှိကနိုဝင်ဘာ28ရက်နေ့အထိမီးငိမ့်တက်နိုင်ခြင်းမရှိသေးခဲ့ကြောင်းအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။တိုက်ခန်းပေါင်း2000ရှိတဲ့အထက်မြင့်အဆောက်အုံ၈ခုရှိတဲ့အင်အားစီမံကိန်းမှဖြစ်ပေါ်တဲ့ဒီမီးလောင်ကျွမ်းမှုဟာဟောင်ကောင်မှာ၁၀စုနှစ်အတွင်းအစိုးဆုံးမီးလောင်ကျွမ်းမှုဖြစ်ပြီးလူရေသိသိပြီးအထက်မြင့်အဆောက်အုံတွေရှိတဲ့ဟောင်ကောင်တမျိုးလုံးကိုထိမ့်လန့်စေခဲ့ပါတယ်။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွင်းကြံရည်ခဲ့တဲ့မီးလောင်လွယ်တဲ့ပစ္စည်းတွေကြောင့်မီးဟာထိန်းချုပ်လို့မရလောက်အောင်နှင်းမြန်စွာပြန့်နှံ့သွားပြီးတဲ့နောက်မီးလောင်မှုနဲ့ဆက်နွယ်ပြီးလူသုံးဦးကိုဖမ်းဆီးခဲ့ကြောင်းရဲတပ်ဖွဲ့ကနိုဝင်ဘာ29ရက်အစောပိုင်းကပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ28ရက်မနက်ပိုင်းမှာရဲရရှိတွေဟာတိကျရက်ွက်တစ်ခုမှ ရှိတဲ့အဆောက်အုံတွေကိုရှာဖွေခဲ့ပြီးမိလောင်မှုဖြစ်ပွားရာနေရာမှာဖော့အထုပ်အပိုးတွေထားရခဲ့ခြင်းအဖြစ်ကြီးလေးတဲ့ပေါ်ရုံမှုရှိခဲ့ကြောင်းရဲတွေကတန်ရရရှိပြီးဖမ်းဆီးခံရသူ၃နဲ့ဆက်နွယ်တဲ့ဆောင်ရွက်ဆောင်ရွက်တွေကိုသိမ်းဆည်းခဲ့ပါတယ်။ဒီမိလောင်မှုနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကလည်းဟောင်ကောင်မှာလူပေါင်း၄၈၀၀ခန့်နေထိုင်တဲ့ One Fuck Out အင်ယာဝင်း အမြင့်ဆုံးအဆင့် level 5မီလောင်မှုကြီးဖြစ်ပွားပြီးတေဆုံးသူ44ဦးနဲ့ပျောက်ဆုံးသူ289ဦးရှိနေကြောင်းဟောင်ကောင်မီတက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်မှုကိုထပ်ဆင့်ထုတ်ပြန်ထားပါတယ်။